မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါတယ်ရှင်မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းသာချမ်းသာပါစေလို့မြတ်တာပို့ပါတယ်ရှင်ဒီနေ့တော့ကျမဆရာကြီးမင်းသူဝင်ရဲ့ဝတ္ထုလေးတစ်ပုဒ်ကိုဖတ်ပြခြင်းပါတယ်ဝတ္ထုလေးရဲ့နာမည်ကသာတဝီတဲ့မြတ်တရက်ခင်ညနာကတော့ကျမတို့ရဲ့ Simple Daily Life Channel လေးကိုလက်ခံ Subscribe လေးလှုပ်ပေးပါဦးနော်သာတဝီ အရက်ထဲမှာကြက်ပြောက်သွားသည်ဆိုလင်မောင်မြင့်။ဖျားပွဲတွင်ခေါင်းပေါင်းချွတ်သွားသည်ဆိုလင်မောင်မြင့်။ကြက်ဝိုင်းဖဲဝိုင်းမှာရံဖြစ်သည်ဆိုလင်မောင်မြင့်။အရက်ထဲမှာအရင်မူး၍လဲနေသည်ဆိုလင်မောင်မြင့်။မောင်မြင့်သည်ဟိုလေးတကြောကြောနှင့်မိုင်မဲဆိုးတည်နေသူဖြစ်၏။ဖုန်းကျောင်းတွင်စာသင်နေစဉ်ကလူဆိုးပွဲကိုရခဲ့၏။ကျောင်းပြေးရာတွင်ဝိတ်ခိုးရာတွင်ဇော် ရန်ကားရာတွင် ပထမဖြစ်ခဲ့၏။နေလေဆာအန်ချင်းတွင်ကြောင်းပြေး၍စိတ်နွားမြင်းတို့ကိုစီးတက်သောကြောင့်ဖုံးတော်ကြီး၏ကျင်းစာကြွေးခံရသည်မှာမောင်မြင့်တွင်ယုံနေလေ၏။တခါကကြောင်းပြေး၍တញိုင်ကုန်းရှိအခေါင်းလွတ်တစ်ခုတွင်နှစ်ရက်နှင့်တမနက်တိတိခိုးအောင်နေခဲ့ပူ၏။ကြောင်းကချက်ကိုခိုး၍စားသောကြောင့်ကြောနှင့်တင်ပါတွင်ကျင်းဆက်ကြအကစားခံရသည်မှာလေမောင်မြင့်တွင်အဆမ်းမဟုတ်ချီ။ အိပ်ပျော်နေသောចောင်းသားတို့ဤချိန်မှကြတွင်ဟွညံ့၍မိရှုလိရှိသောကြောင့်အယိုက်ခံရသည်မှလည်းအခြားသောသူတို့တွေဖြစ်ပါမူမေ့နိုင်ဖွယ်ရာအကြောင်းမရှိ နောက်ဆုံး၌ဖုံးတော်ကြီးကလက်လျှော့လိုက်သောကြောင့်ចောင်းမှထုတ်၍အိမ်တွင်ပင်ထရှိလေသည်အိမ်မှလည်းတယံမင်ဖြစ်၏မောင်မြင့်မိဘတို့မှတောလိုက်အောင်ပါများစွာချမ်းသာပြီ။တယောက်သေးသောသားကလေးအားအလွန်မင်းချစ်ကြ၏ များစွာအလိုလိုက်လေသည် အလိုလိုက်သလောက်ပင်မောင်မြစ်ကအမိုက်စော်ကားလေ၏ဝိစရမင်းသားကိုအားကြ၍လာမသိမောင်မြစ်သည်နောက်လိုက်ငယ်သားကျုံယုံတော်များနှင့် အရက်ကိုမှွေနှောက်ပေါက်လှန်လျက်ရှိ၏တရအစိ130တန်သောလွန်ပစိုးတို့ကိုထဲလဲဝိ၍ငယ်ကျွန်တော်တို့အားငွေတို့ကိုထမ်းစီလျက်ရွာစဉ်ကိုလျှောက်ပြီးလျင်ကြက်တိုက်၏ဖဲရက်၏အရက်တောက်၏ရံဖြစ်၏ မိမိနှင့်မျက်နှာကျော်မတည့်သူမှန်ကကြီးငယ်မရှောင်ပြောင်းတော်၎င်းပုံရွေတော်၎င်းဒုတ်ဆန်းလေးရှိသောကြောင့်ရော်ကြီးပြရသည်မှာများလာပေပြီတခါကလည်းဇပွဲတစ်ခုတွင်ရှင်ဘရင်ထွက်ရ၌ပြက်လုံးထုတ်၍ရေစရာပြောရမည်ဟု အမိန်ပေးသည်ကိုမလိုက်နာနိုင်ရှာသောဇသမားတို့အားတက်၍ရိုက်လေသောကြောင့်အမိအဖလှုပ်သူတို့မှအကြီးအကျယ်တိုးရှိုးတောင်းပန်ကြရသည်တချိန်မှလည်း အလူခံထွက်သောသီလရှင်တို့ကိုခံတော်ရဲတွင် တွေ့၍ဓာပြချင်းကြောက်လျက်အကခိုင်းသောကြောင့်ဆရာဖုံးတော်ကြီးခေါ်၍ရိုက်သည်မှာသွေးထွက်တန်ယူနှင့်သုံးလေးရက်မထိုင်နိုင်လောက်အောင်ဖြစ်တော်၏ထို့သူစိုးတည်၍ကောင်းတုံကာလာသားအရွယ်မှပင်ဖခင်ကြီးဆုံးရှာလေ၏မောင်မြတ်မှကနောင်တရမြည်ဝေးစွာပုံမူစိုးသွန်းဟော့ရန်လေတော်သည် အရက်တော့ဖဲကစားရတွင်အတော်ဝါရှင့်သွားသောကာလဘိန်းပုံရာစာဘဝသို့ရာဒူးတိုးတဲ့ကြီးမြင့်သွားလေ၏တိတိပုံဘဝအစပထမတွင်က ရှေးကအကဲ့သို့အမှုမပွေအပိုးတည်လီသောကြောင့်မိခင်ကြီးမှအတော်ဝမ်းသာ၏မိခင်ကြီးမျက်နှာတွင်အစင်မြဲဆူဆွသောမျက်ရည်သည်ခြောက်သွေးတော်မီကြံတုံးတွင် မောင်မြင့်၏ဘိန်းစားသောဘဝသည်ဘူးပေါ်တဲ့ကဲ့သို့ဘွားဘွားကြီးပေါ်လာလေ၏ အရဆွဲသူကပြန်၍ကောင်းကျင်လင်ကောင်းနိုင်သည်။ဘိန်းစားသောသူကပြန်၍ကောင်းလာဖို့ရန်အလွန်ခဲ့ရင်၏။မိခင်ကြီးမှာတငုံငူတယူယူနှင့်နေရလေတော့သည်။အတော်ဆွဲကောင်းသော အသက်ဖြစ်၍သာနှင့်မထွက်ဘဲကြံ၏။သူ့တငုံငူနှင့်စိတ်အစင်းရဲ့ကြီးစင်းရဲနေရသော မိခင်ထံမှမောင်မြစ်သည်အတင်းအာရမငွေတောင်း၍အပြင်းအပတွင်ပျော်ပွဲဖွဲ့နေုံနှင့်မတန်သည်။ အိမ်တွင်တရုတ်တယောက်ကိုခေါ်ထားလျက်မိခိုးချင်းမိုးမွန်လေးအောင်ဆေးစည်းစိမ်ကိုခံနေတော့သည်အိမ်အိတ်ခန်းထရန်ကိုဖောက်ထွင်း၍ပြောင်းကိုတွတ်ပြီးလျင်တရုတ်ကိုတစ်ဖက်မှမင်းကြီးစီလျက်ဆေးအရသာခံသည်မှာတနေ့ကို၅ချက်သား၆ချက်သားကုန်၏ထို့သို့နေစဉ်ရက်ဆက်ဖြုံတီးလေသောကြောင့်ကျွဲနွားလေယာပစ္စည်းဥစ္စာတို့မှသူတစ်ပိုင်းလက်တွင်သို့သက်ဆင်းရနေတော့၏ ခိုစရာမှအရေးမရှိသောဘဝကိုရောက်ရလေ။တရက်လုံးကနှလုံးနာသောမောင်မြင့်အားမိသူအမှမတနာမိမိ၏ကျေးဇူးခံကျေးဇူးစားများပင်လည်းမျက်နှာလွှဲကြကုန်၏။သို့တော်မောင်မြင့်သည်ဘိန်းတီးဟုသောနှဆိုးအစိမ်းကို အချိန်မှန်မှန်ပူဇော်နိုင်မှ အသက်ချမ်းသာရာရမည်ဖြစ်၍ရွာပေါ်ရှိတရုတ်ဆိုင်တစ်ခုတွင်ထင်းခွဲရေခတ်အလုပ်ဖြင့်ခိုးကက်လျက်အသက်မွေးရလေတော့သည်။ ီးခင်ကြီးမာကအရက်ကတရာကြီးကိုမိခိုးအားထားလျက်မျက်ရည်နှင့်မျက်ခွဲ့နေရရှာနေတော်သည်။ကာလရှည်လျားလေသောရွာရှိတရုတ်ဆိုင်ကလက်မခံနိုင်တော်၍မောင်းနှင်လှူလေသောကြောင့်မြို့ပေါ်ရှိတရုတ်မုံဆိုင်တစ်ခုတွင်ထမင်းစားကြုံခန့်အဖြစ်နှင့်ပိန်နှက်ကိုလှုပ်ကြွေးရလေ၏။အာယုဝနနမဟာဩတ္တထဆေးကြီးကို အချိန်မှန်မှန်မမိဝဲမတုံးဆောင်ရသောညလေချိုးရီခတ်တနခါသွေး လေးထိန်ထမိန်လျှော်အလုပ်ကိုကနားရသည်မရှိဆက်တိုက်လုပ်ရလေ၏ရှိခါဖုံးတောက်စင်ကလွန်ပစိုးကြီးတလွှားလွှားနောက်လိုက်ငယ်သာအပြည့်အစုံနှင့်ဂုံတကွန်လွှင့်နေသော မောင်မြစ်ကိုတွေ့ဘူးသူသည်အခွက်အစင်မပေါ်သောနငယ်ပိုင်းကလေးများနှင့်အောက်ကျနောက်ကျသဘောက်ပေါ်ဝတွင်ရှိသောပြစ်စုပ်ပံမောင်မြစ်ကိုတွေ့မြင်ရပါကများစွာတောင်းဝေခရရှိပေလိမ့်မည် အစားမမှန်အိတ်မမှန်လူမလေးခွေးမခန့်နှင့်ဆင်းရဲလှစွာသောဘဝကိုမောင်မြင့်သည်တစတစဆက်ဆုပ်ဆပြုလာ၍ဆေးဖြတ်မြည်ကြံမိ၏ဆေးဖြတ်သောကိစ္စကပြောသလောက်မကွလေကူအခက်မတင့်လျင်အသက်ကိုရန်ရှာမည်ဖြစ်၏ထို့ကြောင့်မောင်မြင့်မှာထပိုးနှင့်လှဲတို့အကြားတွင်အစင်းစားရခက်လျက်စိတ်အပြက်ကြီးပြက်လေတော့၏တခုသောနေ့၌မောင်မြင့်တို့ရွာမှဈေးဝယ်လာသောအတော်ကြီးကမောင်မြင့်အား သတင်းတစ်ခုကိုပြောကြားသည်မှာမောင်မြင့်မိခင်ကြီးမှာတေကောင်ပေါင်းလဲနာဖျားနေကြောင်းစေပေမီယူပြုစုမဲ့သူမရှိယောဂမှာတနေ့တခြားဆိုးရွားလာနေသောကြောင့်အသက်ရှင်နိုင်ဖွယ်မမြင်တော့ကြောင်းမတိမီတွင်မောင်မြင့်အားမြင်တွေ့သွားလို့ကြောင်းစသည်လို့ဖြစ်၏မောင်မြင့်စိတ်သည်ကြီးစွာထိတ်လန့်ဆိုရင်သွား၏မိမိအားများစွာလိုလိုက်ရှာသောမိခင်ကြီးတနာပွေသောမျက်နှာကိုမြင်အောင်လာ၍အိန္ဒြေမှမစင်နိုင် မျက်ရည်တွေ့တွေ့ကြနေတော့၏ရှေးကဆိုးခဲ့တည်ခဲ့လေသောစိတ်ယုံမာတို့သည်ကြက်ပြောက်ငက်ပြောက်ပျောက်လေ၍နောင်တရခြင်း ထိတ်လန့်ခြင်းပူဆွေးဆူးရင်ခြင်းတို့သည်တစ်ခုပြီးတစ်ခုဆက်ခါဆက်ခါပေါ်လာလေတော့၏ထို့ကြောင့်မိမိသခင်ပေါ့ဖို့ကြီးထံမှငွေကလေးတစ်ချပ်ကိုအတနာခံ၍နေကင်ကြီးအတွက်ဓက်ဆာတို့ကိုဝယ်၏။ငန်းစီ၊ရှာပုတ်စီ၊အဖျားဖြတ်စီတို့ကိုဆရာကတော်ထံမှတောင်း၏ သို့တော်လည်းအသက်ကိုမိနိုင်အောင်မလားဟုသောစိုးရင်ချင်းကကြီးမားလှသောကြောင့်မိမိတွေအာယုဝန္ဒနာဝဲသောပုဂ္ဂိုလ်မိလီတော်၏။စူဆောင်ရသည်မြကလေးကိုထမ်း၍အထွေထွေအလားလားစဉ်စားပူပန်သောအသွင်ဖြင့်ခေါင်းငှိုက်ဆိုင်ကျူးလျက်ရွာဘက်သို့ထွက်ခဲ့လေ၏။ယခုပြည်တော်ပြန်မောင်မြင့်ကရှေးကမောင်မြင့်မဟုတ်။မိုက်ဆွေကျိုးသောမောင်မြင့်၊ဘိန်းစိတ်ပြောက်သောမောင်မြင့်၊တော်ဝီကရသောမောင်မြင့်ဖြစ်လေတော်၏။ ရွာသို့ရောက်၍သူတစ်ပါး၏နွားတင်းကုတ်ထဲတွင်ချစ်တင်ခဲ့ဝေဒနာခံစားနေရရှာသော မိခင်ကိုမြင်သောအခါရှေးရထက်ပို၍တရားကြလေတော့၏တော်သိညာဆေးတို့ကိုရေလက်အမျိုးမျိုးနှင့်တိုက်ဓာတ်စာကိုကျွေးခြေစုပ်လက်နှင့်ပြုတ်နှင့်တနည်းကုန်သွားလေ၏မိခင်ကြီးမှတားလူမိုက်ကြီးတရားကြလာသည်ကိုမြင်ရသောကြောင့်တကြောင်စေဝါအစားအစာမြှိဝဲလာရသောကြောင့်တကြောင်များစွာစိတ်ချမ်းသာလာလေ၏ သို့တော်လေစီးပြက်နေသောမောင်မြင့်မာမူနှာရည်တရွှဲရွှဲမျက်ရည်တဝဲဝဲနှင့်ဘိန်းနက်ဖန်ဆာခြင်းကိုခံရလေ။သူ့နှင့်လေမိခင်အားအပြုစုမပြည့်။အနာကထိုင်၍အရေးတကြီးကြီးနှင့်အမီတက်တာရဲ့လား။ဘာစားကျင်တယ်လဲ။ကရင်ကောင်းလောင်ရှာပိုးစီလီစားပါအောင်တော့နှင့်အပေးစကားပြောကြလျက်ရှိပြီ။ညအခါ၌လည်းအိပ်ပြီးမရှိ။ငုတ်တုတ်နှင့်လင်းလေ။ နောက်တစ်နေ့တွင်ဘိန်းနှက်သည်ပုံမူရက်ဆက်ကြမ်းကျုပ်စွာဖန်ဆားသည်ကို အလွန်အမင်းချမ်းခြင်းမခံမရနိုင်အောင်ပူခြင်းတို့ကတလှည့်စီသက်တည်ပြလျက်ရှိ။အယိုးစစ်မှဆိုက်၍တကိုယ်လုံးမှလည်းကြေကွဲပြက်စီးသွားတော့မလောက်ကိုက်ခဲစားပြူလာလေ၏။တုံ့နှစ်လည်းအမရှုံး။မိခင်ကိုပြုစုလျက်ပင်ရှိ၏။မြို့သူပြေး၍စေဝါမိဝဲလျင်မိမိဝေဒနာချက်ချင်းပြောက်ကင်းမိဟုသိတော်လဲ မိခင်ကိုမထားရက်ခဲ့တရားတကြောင်းဘိန်းကိုမိုးတရားတကြောင်းအကြောင်းစူးစား၍ခံနေ၏နောက်တနေ့တွင်ကဟန်မဆောင်နိုင်တော့မိမိလည်းလဲလေတော့၏ဘိန်းနှက်ကအစွမ်းကုန်ညှင်းဆဲလေပြီသူနှစ်လည်းမိခင်အားအပြုစုမပြည့်အနိုင်ခဲ၍ထပြီးလျင် မိခင်အားကြည့်ရှုမဆလျက်ပင်ရှိ၏တီလိုလင်လဲအိနီယာတွင်ပင်တည်စီတော့မိခင်အားမထပြည့်ခဲ့နိုင် ဘိန်းကိုလည်းပြန်ရင်မခင်တွယ်လို့တော့ဟုစိတ်ကိုဆုံးဖြတ်လိုက်လေ။နောက်တနေ့မိုးတောက်တော့အခါကဘိန်းနဲ့သည်လက်လျှော့စာပြုတ်လေ။မိခင်ကြီးလည်းတိတိတသာတတလာလေ။ချက်နှင်းငယ်ကြတော့အခါမောင်မြင့်မှလည်းဘိန်းနဲ့လက်မှလွတ်ထွက်၏။မိခင်မှလည်းတေမင်းလက်မှလွတ်ထွက်လေ။ရွာသူရွာသားများမှရင်းတို့သားအမိအားကြည်လျက်များစွာအံ့ဩကြကုန်၏။တနာကြကုန်၏။မောင်မြင့်မှ ရေခတ်ထင်းခွဲအလုံးမှတပါအခြားအလုပ်ကိုမတက်သောကြောင့်မိခင်အားလှုပ်ကျွေးနိုင်လောက်သောအလုပ်တစ်ခုခုရှာဖွေရန်မြို့သူတက်သွားလေ၏။တခင်ဟောင်းမုံတဲ့တရုတ်ကြီးထံတွင်အကြံတောင်းရာမိမိတို့တောရကလေးတွင်တရုတ်မုံမျိုးစုံနှင့်ရေနံစီရောင်းဖို့အကြံပေး၏။အရင်ငွေကိုလည်းစိုက်ထုတ်မဆပေး၏။ကျေးဇူးကြီးပါစွာ။တခုသောနံနက်တွင်မောင်မြစ်သည်တစ်ဖက်သောဆိုင်းတွင်ရေနံစီတစ်ဖက်သောဆိုင်းတွင်မြေပဲယိုလမုတ် မုံကျူးလိန်စသောတယုံမုံမျိုးစုံကိုထဲ့၍တပိုးဖြင့်ထမ်းလျက်ရွာရိုးသို့ဈေးရောက်ထွက်လေ။ရွာသူရွာသားများကလည်းတနာလှသဖြင့်သူတက်ငါဝဲချမ်းကြကုန်၏။ရသည်မြသောအမျက်စွန်းကလေးမှဆုတဲ့လောက်ဆု၍သုံးတင်းတလောက်သုံးလျက်မိခင်အားကိုပိုင်တဲငယ်ကလေးနှင့်ခန့်ခန့်ညာညာထားနိုင်လာသည်။မြို့သူကုံဝဲသွားရမှပြန်လာသောအခါတိုင်းဟောရာကအမေဥပုပ်ယူဖို့ငပြောဖီးကြီး ဟောရကအမေကြိုက်တတ်တဲ့ပြောင်းမှုဘက်စိတ်လေးဖျားမိပူဇော်ဖို့ဖျောင်းတိုင်နဲ့ပါတယ်စသဖြင့်ဝဲလာသောပစ္စည်းတို့ကို ဆိုင်ခင်း၍ပြလေရှိထို့သူသောချင်းရောက်မြင်ရသောမိခင်ကြီးမှာတသက်လုံးခံစားလာရသောဝေဒနာမျိုးမျိုးတို့ကိုမိပြောက်၍ဝမ်းအသာကြီးတလေ၏တာတို့အကျဉ်းချင်းခေါ်လေ၏သို့သောတနေ့တွင်ကမောင်မြစ်ကိုအားကြသောတယုတ်တယောက်သည်မောင်မြစ်ကဲ့သို့ပင် စိုင်းတဘိုးတစားပလာအစုံနှင့်တစက်တစင်ထောင်ရင်ဈေးပြန်ရောင်းလာသည်ကိုတွေ့ရ၏။မောင်မြင့်ဤဦးချိုးပြီးသားစိတ်တီကမတုံလို့သူ့ဝန်းစာသူ့ရှာလေးသည်သာဟူသောအမှတ်ဖြင့်အေးအေးပင်နေလေ၏။ရွာသူရွာသားတို့မှလည်းမောင်မြင့်စီကသာဝယ်ချမ်းသည်များကို၏။အပြန်ရောင်းလာသောတရုတ်ကမောင်မြင့်အပေါ်တွင် အမျက်သူစားပြုလေ၏။သို့သော အပေါ်ရန်ရွှေမုံကျဲကလေးနှင့်မောင်မြင့်အားမေးဖွဲ့လာ၏။ တော်အတူလာတူမောင်မြင့်ကိစ္စတို့တွင်ကိုညီစားပြူလာ၏တခုသောနတ်နဲ့တွင်မောင်မြင့်နှင့်ထိုဈေးတဲ့တယုတ်တို့သည်ဈေးဝယ်ရန်မြို့သူတက်သွားကြလေ၏ဝယ်ချမ်းချင်းကိစ္စပြီးသောအခါတွင် ထိုတယုတ်သည် မောင်မြင့်ပစ္စည်းတို့ကို ဝိုင်းကူထုတ်ပိုးပေး၍မိမိမလိုက်နိုင်သေးကြောင်းပြောလျက်မောင်မြင့်အားတယောက်ထဲလွှတ်လိုက်လေ၏မောင်မြင့်သည်ရွာနားရှိထန်းတော်သို့ရောက်သောအခါမိခင်အတွက်ဝယ်ယူလာသောဆေးလိပ်စည်းကြီးပြုတ်ကြ၍ကောက်ယူစီးနှောင်နေစဉ် ထန်တော်ထဲမှပလိနှစ်ယောက်ထွက်လာ၏မိမိဂုံထုပ်တို့ကိုဖြေဖွင့်ရှာ၏အကြောင်းမသိရှာသောမောင်မြင့်မှာကြောင်တောင်ကြီး၏ကြည်နေပြီရှာ၏တခုသောမုံထုပ်အကြမ်းမှဘိန်းထုပ်တစ်ခုကိုတွေ့၍ပလိတို့ကဖမ်းမိစီးမိချင်းချောက်သောအခါကြမ်းမှတတိယလျက်မိမိပစ္စည်းမဟုတ်ကြောင်းကိုအမျိုးမျိုးရှင်းပြတောင်းပန်ပါတော်လေအမှုစာနေသောပလိတ်တော်မင်းတို့မှမလွတ်နိုင်ပေမြို့သူအပါခေါ်ဆောင်သွားလေတော့ဤ လမ်းတွင်လူကြုံတွေ့၍မိခင်တို့ဝဲလာသောစားပွဲတောက်ပွဲတို့ကိုပေးလိုက်ပြစီဟု တောင်းမှန်တော်လဲအမေမယောင်မိခင်ကြီးရှိရာရွာဘက်သို့စောင်းငဲ့၍ကြည်ကကြည်ကနှင့်ပင်ရဲသားတို့လက်တွဲ၌လိုက်ပါသွားရရှာလီတော်တည်းမောင်မြင့်မိခင်ကြီးမကဈေးထည်ထောင်ကဲကြီး၏ခပတ်စင်းကြီးနှင့်ရုတ်တရော်ရဲ့ပတ်ထားသောဘိုက်ရွှေကြီးအတွင်မှဖြည်းဖြည်းညင်ညင်ပြင်းပြင်းကြီးစည်းစိမ်နှင့်ထွက်ပေါ်လာသော ရေနံစီရေနံစီဟူသောအတန်ကိုကြားရတိုင်းတားတဝေအားလွန်းဆွတ်တန်တမိသဖြင့်ထိုအတန်စိတ်ရာတိလရှင်เจ้าသူသွား၍ဘန်းကုန်းကိုမိတ်ဖွဲ့လျက်တရားနှင့် ဖြေပျော်နေရလေတော့တည်းအဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အခုလိုဝိထုလူတွေအများအားဖြန့်ပြခြင်းလို့ကျမတို့ရဲ့ Simple Daily Life Channel လေးကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော်။ ်တဲ့မိရင်လည်းတငယ်ချင်းမိတ်ဆွေတွေကိုမျှဝေပေးဖို့မြစ်တက်ရက်ခံပါတယ်ရှင်။ယေရှုတင်ပါတယ်ရှင်။